ုပ္ပခန္ဓာဆိုတာက ထုတ်ပြန်တတ်တဲ့သဘောတရားတွေကိုစုယုံထားတာမဟုတ်လားမှန်ပါဗျာဝေဒနာခန္ဓာကခံစားတတ်တဲ့သဘောတရားတွေနော်သင်ရဲ့ခန္ဓာကမှတ်သားတတ်တဲ့သဘောတရားတွေသင်္ခါရခန္ဓာကတော့စိတ်စောအထုတ်တတ်တဲ့စေရနာကိုအဥပ္ပုတောစေရနာ50အစုပေါ့ဟုတ်ကဲ့နော်ဝိညာဉ်နဲ့ခန္ဓာဆိုတာကတိတတ်တဲ့သဘောတရားကလေးတွေကိုဉာဏ်နဲ့စုယုံထားတာဟုတ်တယ်မဟုတ်လား အဲ့ဒါကိုခန္ဓာ၅ပါးယူပဲခန္ဓာဝေဒနာခန္ဓာသင်ရဲ့သင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးမဟုတ်လားဟုတ်တယ်အဥစုဥစာကထောက်ပြန်တတ်တဲ့သဘောတရားကို ပြောတာနော်တမျိုးတဖို့ဖြစ်တယ်ဖောက်ပြန်တယ်ပြောင်းလဲတယ်ဆိုတဲ့သဘောတရားတွေကိုအကုန်လုံးစုယုံပြီးတော့ပြမိတို့ခန္ဓာကိုယ်ကြည့်လိုက်စမ်းပါတို့ခန္ဓာကိုယ်မှာ အမျိုးအစားပေါင်း၅ခုရှိတာပေါ့အလုံးဘုန်းကြီးတို့တရားဓမ္မတို့ကိုယ်ခန္ဓာကိုယ်ပြန်ကြည့်လိုက်တို့မှာ အမျိုးအစားပေါင်း၅မျိုးရှိတာပေါ့၅မျိုးကဖောက်ပြန်ပြောင်းလဲပျက်စီးနေတဲ့သဘောတရားတွေအခုပြောထားတော့၅မျိုးဆိုလို့ဒီမဲ့အဲငါဘုံပုံပြတာ ဖောက်ပြန်ပျက်စီးတဲ့တဲ့ဆင်ရုပ်ကလည်းဖောက်ပြန်ပျက်စီးတာပဲဝေဒနာလည်းဖောက်ပြန်ပျက်စီးတာပဲတင်ညာကလည်းဖောက်ပြန်ပ သင်္ခါရကလည်းပေါက်ပြန်ပစ္စည်းတာပဲဟိုဝိညာဏဆိုတဲ့စိတ်ကလည်းပေါက်ပြန်ပစ္စည်းတာအဲ့ဒီပေါက်ပြန်ပစ္စည်းနေတဲ့အခိုက်အတန့်ကိုအကုန်လုံးသိယူလိုက်ညာနဲ့သိစုယုံပြီးတော့အဲ့ဒီဥစ္စာကိုပေါက်ပြန်တတ်တဲ့အုပ်စုလို့တစုစုလိုက်ပါအကုန်လုံးဒီ၅မျိုးလုံးပေါက်ပြန်ကြတာပဲမဟုတ်လား၅မျိုးလုံးပေါ်ပြီးတော့ပျောက်ပေါ်ပြီးတော့ပျောက်ဒီသဘောတည်းမဟုတ်လား အကုန်လုံးကိုသိယူလိုက်ပါယုံရောဝေဒနာရောတင်ညာရောသင်္ခါရရောဝိညာဏရောအကုန်လုံးပေါ်ပြီးပျောက်ပေါ်ပြီးပျောက်ဒီသဘောတွေမဟုတ်လားဟုတ်တယ်အဲ့ဒီပေါ်ပြီးပျောက်ပေါ်ပြီးပျောက်ဆိုတဲ့သဘောတွေဟူသည်များဖောက်ပြန်တာတွေမဟုတ်လားအဲ့ဒါတွေကိုဘာခန္ဓာယူပက်ခန္ဓာဒီလိုလောက်ပါနော်ဖောက်ပြန်ပြောင်းလဲတဲ့ဥစ္စာတွေဟူသည်များဘာခန္ဓာယူပက်ခန္ဓာဟုတ်တယ်ယူပက်ခန္ဓာ ီးတော့ခံစားတတ်တဲ့သဘောကို ဝေဒနာခန္ဓာခံစားတယ်လို့ဘာသာပြန်တာပေါ့ခံယူတယ်အာယုံရဲ့ကောင်းမကောင်းကိုခံယူတဲ့သဘောရှိတယ်လေအဲ့ဒါကိုခံစားတယ်လို့ဒီလိုပြောတယ်ဟဲ့ဒီ၅မျိုးတည်းမဲ့ဒီခန္ဓာထဲမှာခံစားတတ်တဲ့သဘောလဲပါသေးတာပေါ့အဲ့ဒါတွေကိုစုယုံပြီးတော့ဘာခန္ဓာဝေဒနာခန္ဓာသူလဲပေါ်ပြောက်ပေါ်ပြောက်လုပ်တယ်မဟုတ်လား ပေါ်ပြောက်ပေါ်ပြောက်ဖြစ်ပြဖြစ်ပြဖြစ်တဲ့အချက်ခိုက်ကြတော့ဘာခန္ဓာယူဘက်ခန္ဓာခံစားတတ်တဲ့အခါကြတော့ဝေဒနာခန္ဓာဟိုသူလည်းမှတ်တာတတ်တာပဲဒါကအဖြူဒါကအညူဒါကအဝါဒါကအနိမ့်မှတ်တာလို့ဆိုတဲ့အတိုင်းမှတ်တာထတတ်တဲ့သဘောလေးရှိသေးတယ်နော်ဒီမှတ်တတ်တဲ့သဘောတရားအစုကိုညာနဲ့စုယုံပြီးတော့ဘာခန္ဓာဒိညာခန္ဓာစေတသိက်52ပါးရှိတဲ့အဲ့နှစ်ပါးကိုခွဲထုတ်ပြီးပြီနော် ဘယ်လောက်ကြံသေးတုန်းအဲ့ဒီ50မှာစေတနာကောင်းဆောင်တယ်စေတနာစေတသိက်ကလောက်တက်ကင်တာလှုပ်တက်ရှားတာမဟုတ်လို့သူ့ကိုလှုပ်တက်ကင်တာလို့သင်္ခါရနာမည်ပေးထားတာစေတနာကလေးကိုလေသင်္ခါရလို့နာမည်ပေးထားတယ်အဲ့ဒီသင်္ခါရလိုနာမည်ရတဲ့စေတနာစေတသိက်ကလေးခေါင်းဆောင်တဲ့50အစုကိုကြတော့သင်္ခါရခန္ဓာဘာတဲ့တော့သင်္ခါရခန္ဓာဟောသင်္ခါရခန္ဓာ ပြီးတော့ဘုန်းကြီးတို့တန်တန်ခန္ဓာထဲမှာတိတတ်တဲ့သဘောတရားကလေးတွေပေါ်ပေါ်လာတယ်မဟုတ်လားအဲ့ဒီတိတတ်တဲ့သဘောတရားကလေးကြတော့ဝိညာဉ်နဲ့ခန္ဓာတိတတ်တဲ့သဘောတရားကလေးစုယုတ်ပြီးတော့သူ့ဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာတိတတ်တဲ့သဘောတရားလေးတွေပေါ်ပြီးပြောက်ပေါ်ပြီးပြောက်မဟုတ်လားအဲ့ဒီပေါ်ပြီးပြောက်ဖြစ်နေတဲ့အခိုက်အတန့်ဘာခန္ဓာယူပက်ခန္ဓာဒါပြန်မှတ်လိုက်ပါ ဒီမဲ့ဥစ္စာကမြင်သာအောင်သာခွက်ကလေး၅လုံးပြထားတာဘုန်းကြီးတို့အလုံးတရားဓမ္မတို့တဏ္ဏမှာ၅မျိုးမဟုတ်လား၅မျိုးကဖောက်ပြန်တတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်ခံစားတတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်မှတ်သားတတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်ကြံတဲ့ဥစ္စာကစေတနာကောင်းဆောင်တဲ့စေစောအထုတ်တတ်တဲ့စေတနာကောင်းဆောင်တဲ့အမျိုးအစား90လည်းရှိတယ်တိတတ်တဲ့အမျိုးအစားတွေလည်းပါတယ်ဒီလိုမဟုတ်လား